ဇလန်လီကတော့ပျော်ရွှင်တဲ့မိသားစုတစုကို ပြပြီးစတင်တော့ပါရီအဖေဖြစ်သူကယ်ဗင်ရိုင်းလီ သူရဲ့ဇနီးဂျူလီသူသားကတော့အန်ဒီပဲဖြစ်ပါရီသူတို့ဟာကရေဘီယံကိုအပန်းဖြေခီးသွားဖို့အတွက်စီစဉ်နေကြတာပါမိုးလေဝသခမှန်းချက်အရဆိုရင်တော့နောက်ရက်တပတ်လုံးရာသီဥတုကကြည်လင်မယ်လို့ဆိုပါရီမထွက်သွားခင်မှာအန်ဒီကသူ့တငယ်ရှင်အသက်6နှစ်အရွယ်ကလေးကိုသူ့အဖေကဂျက်စကီကိုတယောက်တည်းဇီးခွင်ပြုတ်တဲ့အကြောင်းပြောပြပြီးတော့သူကလည်းအဲ့ဒီလိုမျိုးဇီးခွင်ရဖို့အတွက်သူ့အဖေကိုခွင့်တောင်းခဲ့ပါရီသူတို့ထွက်ခွာဖို့အတွက်ပြင်စင်နေတော့မှပဲလူကပ်ဆွဲအင်ဒီရှင်တယောက်ကလာပြီးကမ်ပင်းကို သူ့ရဲ့ပြည့်နေခဲ့တဲ့မျက်ရည်ဆက်ပြင်ဆင်ဖို့အတွက်အကူအညီတောင်းခံခဲ့ပါတယ်။အမှန်တကယ်ဆိုရင်တော့လူကပ်ကဘလို့ပြင်ရမှာလဲဆိုတော့ကိုတိပါရင်ဒါပေမဲ့သူကအရန်အိုနေလို့တယောက်တည်းမလုံနိုင်ပါဘူး။ကေဗင်ကအဲ့ဒီအချိန်မှာအလင်းစလိုဖြစ်နေတဲ့အတွက်အကူအညီပေးဖို့တိမ်မွေးစွာနဲ့ငင်းဆန်ခဲ့ပါတယ်။မထွက်သွားခင်မှာလူကပ်ကဂရေဗီယာမှာပိုက်ဆံရှိရင်တော့ဘာမှဆိုလုံလို့ရတယ်လို့ကေဗင်ကိုပြောပြခဲ့ပါတယ်။ပြီးတော့ကက်ဘင်နဲ့သူ့ရဲ့မိသားစုဟာဂရေဘီယန်ကိုလေးရင်နဲ့ပြန်တန်းခဲ့ကြပါရင်ရောက်သွားတာနဲ့ကက်ဘင်ကအဲချိုကိုလက်ဆောင်ငွေပေးလိုက်တဲ့အတွက် အကောင်းဆုံးအခန်းရအောင်ချက်ချင်းပဲအခန်းမှလည်းပါပြီနောက်တနေ့မှာတော့ကက်ဘင်ကသူ့သားရဲ့အိမ်မက်ကိုဖြည့်ဆည်းဖို့အတွက် jet ski 900နေရာစီတွားခဲ့ပေမဲ့ jet ski ဝေက လူဝေ9ကုန်တဲ့အတွက်မကြံတော့ပါဘူးဒါကြောင့်ဒေတာခန့်တယောက်ပိုင်ဆိုင်တဲ့လီဒစီကို9ဖို့အကြံပြုခံလဲရပါပြီသူကလည်းစိတ်ကန်းကိုချက်ချင်းသွားပြီးတော့ငရန်ခါအသက်တာဆုံးလီဒစီကိုရွေးချယ်ခဲ့ပါပြီ၃နိုင်စာအတွက်ဒေါ်လာ100ပေးဖို့တောင်းဆိုခံလဲရပါပြီအဲ့ဒီနောက်သူကလီပိုင်ရှင်ကိုအပေါင်းအနေနဲ့တွေ့ရင်မောင်းလိုက်စင်အားပေးခဲ့ပါပြီဒါပေမဲ့လီပိုင်ရှင်ကအာမခန့်ကုမ္ပဏီကနေလီပြောင်းရင်တော့ရောကြီးပေးရမှာမလို့တွေ့ရလိုက်စင်မလို့အပေါင်းနောက်ဆုံးမှာတော့သူတို့လီနဲ့ထွက်သွားကြပြီး အန်ဒီကအရန်ကိုပြောနေခဲ့ပါပြီ။ဂျက်စကီမစီရပေမဲ့လည်းသူ့အဖေအမေနဲ့လေးပေါ်မှာအတတူနေရတာကိုဝမ်းတာနေခဲ့ပါရင်အဲ့ဒီအခါမှာသူတို့ကပို့ပြီးတော့အမြန်ဆန်တဲ့လေးတစည်းကိုတွေ့လဲပါရင်အဲ့ဒါကိုမြင်တော့ကမ်ပင်းကသူ့ငါးထားတဲ့လေးကလည်းမြန်တဲ့အကြောင်းပြရှင်ခဲ့ပါရင် ဒါကြောင့်သူဟာချက်ချင်းပဲအမြန်တော့အပြည့်နဲ့မောင်းဖို့ကြိုးစားပါရင်ကန်းချီကန်နေအရန်ကိုဝေးသွားပြီးဆိုတာတတိထားမိတဲ့အခါမှာဂျူလီကသူ့ရဲ့ခင်မုန်းကိုပြန်လဲဖို့အကြံပြုပါရင်ဒါပေမဲ့သူတို့ပြန်လာဖို့ပြင်ဆင်နေတော့မှပဲအန်ဒီကဂျွန်းတစ်ခုကိုတွေ့တွားခဲ့ပြီးအဲ့ဒီဂျွန်းကိုတွားဖို့သူ့ရဲ့အဖေနဲ့အမေကိုတောင်းပန်ပါရင်အစကတော့ဂျူလီကတွန်းဆုတ်နေတည်ပေမဲ့သူ့သားကဆက်တိုက်တောင်းဆိုနေလို့နောက်ဆုံးမှခွင့်ပြုပေးလိုက်ရပါရင်အဲ့ဒီဂျုံကိုရောက်ပြီးတော့ကက်ဘင်နဲ့အန်ဒီတို့ဂျုံအပေါ်မှာလမ်းလျှောက်ထွက်ကြပါရင်းမကြခင်မှာပဲနေ့လယ်စာစားချိန်ဖြစ်လာခဲ့ပါပြီ ဆာလာခေတာကြောင့်သူတို့ကဟိုတယ်ကိုပြန်ဖို့စီစဉ်ကြပါရင်ဒါပေမဲ့ထွက်ခွာဖို့ကြိုးစားတဲ့အခါမှာကက်ဘင်အခြေချင်းကြိုးစားပြီမဲ့လေသူတို့ရဲ့လေကဆက်နိုးလို့မရပါဘူးဆရာဝန်အဖြစ်အလုပ်လုပ်တဲ့ကက်ဘင်ကအင်ဂျင်အကြောင်းဘာမှမသိလို့သူလုံနိုင်တာကတော့အင်ဂျင်ကိုထက်ခါထက်ခါနိုးကြည့်တာပဲဖြစ်ပါရင်ဒါပေမဲ့ညဖက်ရောက်တဲ့အထိသူ့ရဲ့ကြိုးပမ်းမှုတွေကအရှိနီဖြစ်ခဲ့ရပါရင်နောက်တနေ့မှဆိုရင်ဆာလောင်နေခဲ့တဲ့အန်ဒီက အားအင်ကုန်ခံပြီးဘာမှမတတ်နိုင်တဲ့ပုံပေါ်နေခဲ့ပါရင်ကက်ဘင်ကအလီကိုဆက်လက်စစ်ဆေးပြီးတော့ဆက်စ조사နေတော့မှဖြစ်ပါရင်ဒါပေမဲ့ရလာကတော့မထူပါဘူးဒါကသူတို့ကိုပို့ပြီးဒုက္ခရောက်စေခဲ့ပါပြီဘာကြောင့်လဲဆိုရင်စားဆရာမရှိရေတန့်လည်းမရှိပါဘူးရေငတ်ပြီးစားလောင်နေတဲ့အန်ဒီကိုသူ့အဖေကဆက်လုပ်ဖို့အားပေးပါရင်မကြခင်မှာပဲသူတို့ကအဝေးမှာရှိတဲ့တင်မောတစင်းကိုတွေ့လဲရပါရင်အဲ့ဒါကိုတွေ့တော့သူတို့ဟာအကူကြီးအတွက်အော်ဟစ်ကြပေမဲ့ကံမကောင်းစွာနဲ့ပဲတင်မောပေါ်မှာရှိတဲ့လူတွေကသူတို့ကိုမမြင်ပါဘူး ဒါဟာသူတို့ကိုအရင်စိတ်ပြတ်စေခဲ့ပြီးနောက်ထပ်တ냐ကျွန်းပေါ်မှာထပ်အိပ်ရပါရင် အဲ့ဒီကဂျူလီကကက်ဘင်ကိုသူ့နဲ့နဲ့ချမ်းတန်းခဲ့လို့တောင်းပန်ပါရင်အဲ့ဒါကိုကြားတဲ့အခါမှာကက်ဘင်ကလည်းဒီဖြစ်ရက်ကိုဖြစ်စေခဲ့တဲ့အတွက်တောင်းပန်ပြီးသူ့စနီးနဲ့သားကိုကျွန်းပေါ်မှာမတီခိုင်းပါဘူးလို့ဂတိပေးခဲ့ပါရင်နောက်တနေ့မှနဲ့နိုးလာတော့သူတို့ရဲ့သားနှလုံးခုန်လုံးစတင်ယော့လာတာကိုတွေ့ခဲ့ပါရင်ဂျူလီကယင်ကွဲနေခဲ့ပြီးသူ့ခင်မုန်းကိုကျွန်းကနေထွက်နေအောင်တခုလှုပ်ဖို့အချက်ချင်းပြောပါရင်မျောလင့်ချက်ပျောက်ဆုံးနေခဲ့ပေမဲ့နောက်ဆုံးတော့သူတို့ကကျွန်းကနေထွက်ခွာဖို့ဆုံးဖြတ်ကြပါရင်ကက်ဘင်ဟာလီကိုသူ့ရဲ့အစွမ်းကိုလော်ခတ်ဖို့ကြိုးစားပေမဲ့ချက်ချင်းဆိုသူလိုသူ့ရဲ့ခွန်အားဝေ ်ကုံဆုံးသွားခဲ့ပြီးတတိလက်တော်ပါရီ ူနိုးလာတဲ့ခါမှာတော့ကေဗင်ကကျွန်းကိုပြန်ရောက်နေတာတွေ့လိုက်ရပါတယ်ဒါဟာသူ့ကိုအင်မတအားရင်ကုန်ခန်းစေပြီးတော့သူ့ရဲ့မျောလင်းချက်ကိုလက်လွတ်လွတ်နေပါဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲကျွန်းအနီးမှာတင်မော့တစီမြင်ရပေမဲ့တဖန်ပြန်ပြီးတင်မော့ပေါ်ကလူတွေဟာသူတို့ကိုမမြင်ကြပြန်မအောင်နေအောင်ရှိကကေဗင်ကိုအားရင်ကုန်ခန်းစေခဲ့ပြီးနောက်ဆုံးမှသတိလစ်သွားပါတယ်ကန်ကောင်းစွာနဲ့ပဲနည်းနည်းကြတဲ့ခါမှာအနားမှာဖြတ်သွားတဲ့မိကဲဆွဲတငါတဲ့တယောက်ရောက်လာခဲ့ပါတယ်မကယ်တင်ခင်မိကဲကသူတို့ကိုကူညီပါမယ်လို့ပြောပါတယ်ဒါပေမဲ့အပြန်အလှန်အနေနဲ့ဒေါ်လာသန်းတောင်းခံခဲ့ပါတယ် အဲ့ဒါကိုကြတော့ဆရာဝန်တယောက်ဖြစ်တဲ့ကေဘင်ကတုံ့လောက်တော့ခဲ့ပါပြီ။ဘာကြောင့်လဲဆိုရင်သူ့စီမှာစုငွေကဒေါ်လာ၄၀၀ပဲရှိပြီးတော့အဲ့ဒီတောင်းဆိုမှုကိုဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါဘူး။မိခင်ကကေဘင်ကိုသူ့ရဲ့ချမ်းသာတဲ့တငယ်ချင်းစီကနေပိုက်ဆံရှေးဖို့အကြံပြုပါရီ။ဝိရှေဆရာမရှိတဲ့ကေဘင်ကနောက်ဆုံးမှာအဲ့ဒီအကြံပြုချက်ကိုတဘောတူလဲရပါရင်ဒါပေမဲ့မကြခင်မှာတော့မိကေကကေဘင်ကိုတတိလက်တဲ့အထိရိုက်နေပြပါရင်သူတတိရလာတဲ့အခါမှာကေဘင်ကသူ့ကိုမိကေရဲ့လေအပေါ်မှာတုံ့နှောက်ပြီး ဒေါ်လာသတန်ကောက်ခံဖို့မြို့ထဲကိုခေါ်ဆောင်သွားတာကိုတွေ့ရပါတယ်။ဒါအပြင်သူစနီးနဲ့သားကိုကျွန်းပေါ်မှာထားခဲ့ပြီးသူတို့ကရက်ပေါင်းများစွာအစားအစာမစားရတဲ့အတွက်အရန်ကိုအာရင်ကုန်ခန်းနေတာကြောင့်တရက်လောက်ပဲအတက်ရှင်နိုင်မဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။မြို့ထဲကိုရောက်တော့ကဲပင်ကသူ့ယုံမိသားစုနဲ့တငယ်ချင်းတွေကိုဖုန်းခေါ်ပြီးတော့သူတို့စီကနေပိုက်ဆံရှေးဖို့ကြိုးစားပါတယ် ပြီးတော့ပိုက်ဆံထိုးဖို့ဘဏ်ကိုခော့သွားဖို့တောင်းဆိုပါတယ်တူစုထားတဲ့လွဲငွေတွေကဒေါ်လာတသိန်းကိုတောင်းတုံးထောင်ပဲရောက်ပါတယ်ပိုက်ဆံရှင်းဖို့စူးစမ်းနေတဲ့ကဲပင်ကသူ့စနီးနဲ့သားကိုတကူဖြစ်ရင်တော့မိခဲ့ရဲ့ဘဝကိုပြက်စီအောင်လုပ်ပြမယ်လို့ချိန်ချောက်ပါတယ်ငါးဖန်တမကတဘောတူလိုက်ပြီးသူ့ရဲ့အကောင့်ကိုပိုက်ဆံလွဲဖို့ကဲပင်ကိုပြောပါတယ်ပြီးတော့သူတို့ကလေးနှစင်းဝယ်ဖို့စိတ်ကန်းကိုတွားပါတယ်ဒါပေမဲ့ကဲပင်ကရေရေမူခံတဲ့ကိုဝင်လိုက်တော့မိခဲ့ဟာသူ့ကိုအထဲမှာတော့ခတ်ပြီးပိတ်မိသွားစီခဲ့ပါပြီ ဲ့ဒီနောက်သူ့စနစ်နဲ့ကလေးဝေရှိတဲ့ဂျွန်းစီသွားတဲ့အခါအနောက်ကနေလိုက်လာဖို့ပြောပါရီးခရီးလမ်းအလယ်မှာမိကယ်ကကေဗင်ကိုသူ့လေအနားလာဖို့ပြောပြီးတော့အချက်ချင်းပဲကေဗင်ရဲ့လေကိုဖျက်ဆီးပစ်လိုက်လို့နစ်မြုပ်သွားခဲ့ပါရီးကေဗင်ကတော့ခတ်ခံထရရတဲ့အတွက်ထွက်မရတာကိုမြင်တဲ့အခါမှာမိကယ်ရဲ့တငယ်ချင်းဂျော့ကကေဗင်ကိုတနာတဲ့အတွက်မိကယ်ရဲ့လောက်ရက်ကိုရက်တန့်ဖို့ကြိုးစားခဲ့ပါရီး ဒါပေမဲ့မိကဲကလစ်လူရှုလိုက်ပြီးဝင်ရောက်မဆွဖက်ဖို့ပြောပါရင်အဲ့ဒီအချိန်မှာနင်းမြုပ်စပြုတ်နေခဲ့တဲ့ကေဘင်ကသူ့ရဲ့အစွမ်းနဲ့ထွက်ဖို့ကြိုးစားပါရင်ကန်ကောင်းစွာနဲ့ပဲအတော်ကလေးကြိုးစားပြီးတော့သူ့လေပတင်းပေါက်ကနေထွက်လာနိုင်ခဲ့ပါရင်ဒါပေမဲ့သူ့ရဲ့ခြေထောက်ကမှန်ကွဲစားကြောင့်ဒဏ်ရာရသွားပါရင် ူအဒံရကိုသူ့ရဝတ်နဲ့စီးပြီးတော့အစွမ်းကုန်ရေကူးဖို့ကြိုးစားပါရင်းကံကောင်းစွာနဲ့ပဲဒီလိုမျိုးဆိုရင်ဖွဲ့ရအခြေအနေမှာခီးတွားဧည့်သည်တို့ဖြတ်သွားပြီးတော့သူ့ကိုကဲတင်ပေးကြပါရင်းညဘက်မှာဆိုရင်ကဲပင်မြို့အထက်ရောက်သွားတဲ့အခါမှာဟော့ကျင်းဆွဲဆုံထောက်ကသူ့ကိုလာတွေ့ပြီးတော့သူ့မိသားစုကိုကဲတင်ဖို့ကူညီပေးမယ်လို့ပြောပါရင်း ရဲဝေကကျွန်းကိုရှာဖို့အတွက်ရဲတပ်ပတ်ပေါင်းများစွာကြာနိုင်တယ်လို့ပြောပါရင်းဒါကြောင့်သူ့သားနဲ့စနီးတို့ကဗိုက်ဆာနေပြီးနောက်တရက်အထိပဲအတက်ရှင်နေတဲ့အခြေအနေဖြစ်နေခဲ့ပါရင်းဟော့ဂျင်ကကဲပင်နဲ့တူရှင်စကားပြောပါရင်းသူကကဲပင်ဟာသူ့ကိုလိန်ညာထားပြီးတော့သူ့စနီးနဲ့သားကိုအသက်အာမခံချေရဖို့အတွက်တမင်တက်တက်တပ်ပစ်ခဲ့တာလို့ထင်နေကြတာပါနောက်ထပ်နိုင်အနေငယ်အတွင်သူ့ကလေးနဲ့စနီးတည်နိုင်တဲ့အတွက်ဇွေးနေခဲ့တဲ့ကဲပင်က ကိုကဲမကနေဂျုံကိုရှာဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီခါမှာသူကငါဖန်းဝသနာပါတဲ့လူတယောက်နဲ့တွေ့ခဲ့ပြီးတော့အဲ့ဒီလူကသူ့ဖန်းတဲ့ငါးဝိကိုအမြဲတမ်းစေးမှရောင်းတယ်လို့ပြောပြပါတယ်။အဲ့ဒါကိုတီးတော့ကေဗင်စီမှာငါးစီမှာမိကဲကိုရှာဖို့အကြံရရှိခဲ့ပါတယ်။သူကချက်ချင်းပဲသူ့ရဲ့အကြံကိုစုံထောင်းတဲ့ရောက်ကစားအမေရိကန်တန်ယုံကလူတယောက်ကိုပြောပြပါတယ်။ဒါပေမဲ့သူတို့ဟာအဲ့ဒီလိုမျိုးလှုပ်ဖို့ လူအင်အားမလုံလောက်တဲ့အတွက်ကေဗင်ရဲ့အကြံကိုလက်မခံပါဘူး။ဒါကြောင့်တက္ဆီတစီနဲ့ကေဗင်ကတယောက်တည်းမိခဲ့ကိုရှာဖို့ငါးစီးကိုအမြန်ဆုံးတော့ပါရီ။အဲ့ဒီကိုရောက်တဲ့အခါမှာကေဗင်ကလူတယောက်ကိုမိခဲ့အကြောင်းမေးတဲ့အခါမှာအဲ့ဒီလူကတစုံတယောက်အကြောင်းတရင်အချက်လက်လို့ရှင်နေဆိုရင်တော့ရော်ဂျာဆွဲလူနဲ့တွေ့ရမယ်လို့ပြောပြပါရီ။ရော်ဂျာနဲ့တွေ့တဲ့အခါမှာရော်ဂျာကလည်းမိခဲ့ကိုမတိဘူးဖြစ်နေခဲ့ပါရီ။ ။ဘာကြောင့်လဲဆိုရင်တော့လေပေါ်မှာငါးဖန်းတမယာနေရှိရှိတဲ့အတွက်သူ့ရဲ့နေရာကိုရှာဖို့အရန်ကိုခဲ့ပါရီ။ရောဂျာကသူ့ကိုငါးဖန်းတမဝိညာဖက်စုဝေးလေးရှိတဲ့စိတ်ကံကဘားဆိုင်ကိုတွားဖို့အကြံပေးပါရီ။အဲ့ဒီကိုရောက်တော့ကေဗင်ဟာမီကဲရဲ့လက်ထောက်ဖြစ်တဲ့ကြော့ဆွဲလူကိုရှာတွေ့တွားခဲ့ပါရီသူကကြော့ဆွဲလူကိုတွေ့ခဲ့ပေမဲ့သူရှာနေတဲ့လူမဟုတ်ပါဘူးအဲ့ဒီနောက်သူကဟေကင်ကိုဆက်သွယ်ပြီးတော့မီကဲကိုရှာဖွေရေးလုပ်ငန်းစဉ်အကြောင်းမေးမြန်းပါရီဒါပေမဲ့ဟေကင်ကကေဗင်ပေါ်ပုံမတန်တရားဖြစ်လာပါရီ သူကကေဗင်ဟာဟိုတယ်ကနေတမင်တဲ့ထွက်ပြေးသွားတယ်လို့ထင်ပါတယ်။တိုက်စီထဲမှာရှိနေတော့မျောလင်းချက်တွေလက်လွတ်နေပါဖြစ်နေခဲ့တဲ့ကေဗင်ကချုပ်ရိုးတန်ရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီတန်ရာကတက်ဆီရင်မောင်းရဲ့လက်အပေါ်မှာရှိပြီးတော့မီကယ်မှာရှိတဲ့ချုပ်ရိုးတန်ရာနဲ့အတူတူပဲဖြစ်ပါတယ်။တက်ဆီဒရိုင်ဘာကအဲ့ဒီတန်ရာဟာဈေးဥမှာချုပ်ခဲ့တာလို့ပြောပြပါတယ်။အဲ့ဒါကိုသိတဲ့အခါမှာကေဗင်ကသူ့ကိုဈေးရုံစီခေါ်သွားပြီးဖို့တောင်းဆိုပါတယ်။ဈေးရုံရောက်တဲ့အခါမှာကေဗင်ကသူ့ရဲ့ခြေထောက်တန်ရာကိုကုသရအောင်ဆောင်ပြီးတော့ ူကိုကုသပေးခဲ့တဲ့ဆရာဝန်ကိုသူ့အပေါ်ဖြစ်ပျက်ခဲ့တာအလုံးပြောပြပါရင်းပြီးတော့လက်ပေါ်မှာချုပ်ရိုးရှိတဲ့ငါးဖန်းတမတရားအကြောင်းကိုတရင်အချက်လက်မိခဲ့ပါရင်းဆရာဝန်ကလူနာရဲ့အချက်လက်တွေကိုကာကွယ်ပေးရမယ့်ဇေယုံစည်းမျဉ်းကြောင့်တရင်အချက်လက်မပေးရှင်ပါဘူး ဒါပေမဲ့မက်ကင်းအကြောင်းတရင်အချက်လက်ရဖို့အတွက်သူ့သားနဲ့စနီးရဓာတ်ပုံတွေကိုပြပြီးတော့ဆက်တိုက်တောင်းဆိုခဲ့ပါရင်ခ ्यु နာတက်သွားတဲ့ဆရာဝန်ကနောက်ဆုံးမှသူ့ကိုကူညီပေးလိုက်ပါရင်ဆရာဝန်ဟာသူ့ကိုကိုရိုင်းအချက်လက်တွေရှာဖို့အခန်းထဲမှာထားခဲ့ပြီးနောက်ဆုံးတော့သူကမီကဲတီနေရာကြောင်းတရင်ရသွားခဲ့ပါရင် သူ့လိပ်စာကိုတိပြန်တော့ကေဗင်ကခွဲစိတ်ထားတစ်ခုယူပြီးမီကယ်နေထိုင်ရာကိုတွားဖို့ဆုံးပြပါရင်းအဲ့ဒီကိုရောက်တော့ကေဗင်ကအိမ်တကားကိုခောက်ဖို့ကြိုးစားပေမဲ့ဘယ်သူမှမဖွင့်လို့တကားကိုအတင်းဖွင့်ခဲ့ပါရင်းသူကမီကယ်ဘယ်မှာရှိတယ်လဲလို့မေးပေမဲ့မီကယ်ရဲ့စနီးကမပြောရှင်းပါဘူးမကြခင်မီကယ်ရောက်လာပေမဲ့သူကကေဗင်ကိုမသိတယ်လို့မျိုးဟန်ဆောင်ပါရင်းကေဗင်ကဒရွားထွက်ပြီးတော့ချက်ချင်းပဲသူ့ကိုရိုင်းနေပြပါရင်းအဲ့ဒါကိုမြင်တော့မီကယ်ရဲ့စနီးကတနတ်နဲ့ချင်းချလို့ကေဗင်ဟာသူ့ရဲ့သမီးကိုဓာတ်စခန်းအဖြစ်ဖမ်းဆီးတဲ့ရဲရဲနဲ့လှုပ်ရှားမှုတစ်ခုလုပ်ပြပါရင်း မွေးရနေခဲ့တဲ့မိခဲကတနတ်ကိုအသုံးပြုပြီးမတော်ဆသူ့သမီးကိုတတ်မိသွားခဲ့ပါရင်ကံမကောင်းစွာနဲ့ပဲကေဘင်းရဘိုက်ကလည်းဒဏ်ရာရသွားခဲ့ပါရင်မိခဲဟာတော့ထွက်လာခဲ့ပြီးတော့ကေဘင်းကိုတတ်ဖို့ကြိုးစားပါရင်အခုလိုမျိုးဖြစ်နေတဲ့အချိန်မှာကေဘင်းကသူ့ယူလာခဲ့တဲ့ခွဲစိတ်ဓာတ်နဲ့မိခဲကိုထိုးတတ်ဖို့အဖြစ်မနေလုပ်လိုက်ရပါရင်ကေဘင်းနိုးလာတော့သူ့ကိုယ်သူဇေယုံကနေမှလက်ထိတ်အခက်ခံတိုင်းရတာကိုတွေ့ရပါရင်စုံထောက်ကကေဘင်းပြောသမျှအရာဝေးဟာ သူစနီးနဲ့တားရဲ့တည်ဆုံမှုကနေအာမခံကြရဖို့လိညာသားလိုပဲထင်ခဲ့ပါရီတန်ယုံမှာရှိရလူတွေကလည်းသူ့လူတတ်မှုမှာဖမ်းမိသွားလို့ထပ်ပြီးမကူညီနိုင်တော့ပါဘူးသူ့ကိုခေါ်ဆောင်သွားတော့မယ့်အချိန်မှာကေဗင်ကတော်လန်ပြီးအရာရှိတယောက်စီကနေတနတ်ကိုလူယူပါရီသူကလက်ထိတ်တွေကနေလွတ်ပေးဖို့တောင်းဆိုပြီးတော့ခြေထောက်တန်ယောင်ဝင်နဲ့ဇေယုံကနေထွက်ပြေးခဲ့ပါရီစုံထောက်ကလည်းသူ့ကိုတနတ်နဲ့ချိန်ပြီးရက်ဖို့ကြိုးစားပေမဲ့ကေဗင်ကကျမဆိုင်ပဲဆက်ပြေးသွားပါရင်နေထွက်လာပြီဖြစ်လို့သူ့စနီးနဲ့တာတည်ဆုံးဖို့အတွက်အချိန်မကြတော့ပါဘူးသူကအဝတ်အစားတွေဝယ်ပြီ ဝတ်ဆင်ပြီးတဲ့နောက်ကင်ဘင်ဟာမိခဲအိမ်မှာဓာတ်ပုံရိုက်ခဲ့တဲ့လီနဘတ်ကိုအတုံးပြုတ်ကကြော့ပြဲတီနီယာကိုရှာဖို့စိတ်ကမ်းတရင်အချက်လက်စန်တာကိုတွားခဲ့ပါရီဒါပေမဲ့ကံမကောင်းစွာနဲ့ပဲလီ9ရန်းချိန်ကုန်ဆုံးသွားပြီမလို့ကြော့ကစိတ်ကမ်းမှမရှိပါဘူးညောင်းလင်းချက်ပျောက်နေတဲ့အခြေအနေမှာကေဗင်ကဖုန်းပေါ်မှာတရားကိုမြင်လိုက်တော့ရုတ်တရက်အကြံရသွားခဲ့ပြီးအမေရိကန်တန်ယုံကိုဖုန်းခေါ်လိုက်ပါရင်ကြော့ပြဲတီနီယာကိုသူ့ရဲ့ဖုန်းကနေတဆင့်ခြေရာခံဖို့ပြောပြီးတော့ ကြော့ကိုခေါ်လာမယ်ဆိုရင်သူကိုယ်တိုင်အဖမ်းခံမယ်လို့ဂတိပေးပါရင်ချင်းတွေးတဲ့နေရာမှာကေဗင်ဟာဟေကင်နဲ့သူ့ရဲ့လက်အောက်ငယ်သားကိုတွေ့ပေမဲ့ကြော့ကမရှိပါဘူး။ဒါကြောင့်သူကဟေကင်ကိုဖုန်းခေါ်ပါရင်ဟေကင်ကကြော့ကိုဖုန်းခေါ်တော့သူကအရန်ကိုကြောက်သွားခဲ့ပြီးဖုန်းချက်ချင်းပိတ်လိုက်လို့အဲ့ဒီအချိန်မှာကြော့ကထွက်ပြေးနေပြီးဖြစ်နိုင်တယ်လို့ပြောပါရင်ဟေကင်ကကေဗင်ကိုကိုယ်တိုင်အဖမ်းခံဖို့ပြောလိုက်ပြီး သူ့ကိုကူညီပေးမယ်လို့ပြောပါရင်ဒါပေမဲ့အရန်စိတ်ပြက်နေခဲ့တဲ့ကေဗင်ကထပ်ပြီးမဆောင်နိုင်တော့လို့ဖုန်းချခဲ့ပါရင်ဖမ်းမိမှကိုကြောက်လို့ကေဗင်ဟာဘတ်ကားတစီနဲ့ထွက်ပြေးတော့ပါရင်ဘတ်ကားပေါ်မှာကေဗင်ကအရန်ကိုဝန်းနေနေခဲ့ပါပြီးဂျွန်းတီနီယာကိုမတိတဲ့အတွက်သူကသူ့စနီးနဲ့တားကိုကဲဖို့မဖြစ်နိုင်ပါဘူးဝမ်းနဲ့စိတ်ပြက်နေတဲ့ကြားထင်းကနေကံကောင်းစွာနဲ့ပဲသူက job ကို bus ကရဲ့အနောက်ဘက်မှာထိုင်နေတာမြင်လိုက်ရပါတယ် သူကချက်ချင်းခေါ်လိုက်ပြီးမဲ့ကြောက်နေကြတဲ့ job ကဘတ်စကားပေါ်ကနေချက်ချင်းပဲစင်းသွားပါလိမ့်ကေမင်ကလည်းသူ့ရဲ့အနောက်ကိုလိုက်ပြီးကျွန်းတိနေရာကိုပြောပြဖို့တောင်းပန်ပါလိမ့် ကြော့ကအပြစ်မရှိတဲ့အတွက်ရဲကိုတိုင်ကြားမှာမဟုတ်တဲ့အကြောင်းဂတိပေးပါရင်ကြော့ကဒါကိုကြားတော့ကေဗင်စီကိုရှီးကပ်ဖို့ကြံပေးပါရင်ဒါပေမဲ့အကံမကောင်းစွာနဲ့ပဲကာတစီဝင်လာပြီးသူ့ကိုတိုက်မိသွားပါရင်ကေဗင်ကသူ့စနီးနဲ့သာရှိနေတဲ့ဂျွန်ရဲ့တီနီယာကိုမေးပါရင်မြေပုံနဲ့သူတိတ်ဆုံးခဏဤဖြစ်တဲ့ကြော့ကဂျွန်ရဲ့တီနီယာကိုပြလိုက်ပါရင်တီနီယာကိုတိပြန်တော့ကေဗင်ဟာစိတ်ကန်းကိုတွားဖို့ရည်ရွယ်ခဲ့ပါရင်ဒါပေမဲ့ကြော့ကိုတနာတာကြောင့် အဲ့ဒီရွယ်ချက်ကိုဆွတ်လို့ပြီးတော့ကားပိုင်ရှင်ကိုကြော့ပါဈေးရုံစီပို့ဖို့တောင်းဆိုပါရင်သူကတော့ဘိုက်ထဲကအနာကျင်မှုကိုထိန်းချုပ်လက်စိတ်ကန်းကိုတွားခဲ့ပါရင်စိတ်ကန်းကိုရောက်ပြီးတော့ကေဗင်ကခီးသွားတချို့နဲ့တွားရှင်နေတဲ့လူငယ်တယောက်စီကလေကိုငားခဲ့ပါရင်ဒါပေမဲ့ဒီလူငယ်ကသူ့ကိုခေါ်ဆောင်တွားဖို့အတွက်ဒေါ်လာ9000တောင်းပါရင်ကေဗင်ဟာသဘောတူပါရင်ဒါပေမဲ့နောက်နေ့မှပေးမယ်လို့ပြောတဲ့အခါမှာအဲ့ဒါကိုကြားတော့လူငယ်ကငြင်းပါရင် ဒါကကေဗင်ကိုသူ့ရဲ့တနတ်အားပြပြီးလေထဲကိုပြစ်ကသူတို့ကိုကြောက်စီဖို့ဖြစ်စေခဲ့ပါရင်ကေဗင်ကသူ့ရဲ့လေကိုယူသွားတာမြင်ပြီးတော့လူငယ်ကချက်ချင်းပဲစိတ်ကမ်းရဲကိုဖုန်းခေါ်ပါရင်ဒါပေမဲ့ကေဗင်ကတော့သူ့စနီးနဲ့သားရှိရာဂျွန်းကိုဆက်လက်ရှာဖွေခဲ့ပါရင်လန်ခီမှာကေဗင်ဟာလေရဲ့ဓာတ်ဆီကုန်လူနီပါဖြစ်နေတာကိုတီးခဲ့ပါရင်ဒါကြောင့်စိတ်ကမ်းဓာတ်ဆီဆိုင်မှာဖြည့်ခဲ့ပါရင်ဒါပေမဲ့ဓာတ်ဆီဖြစ်နေတော့စိတ်ကမ်းရဲဘေကသူ့ကိုမြင်သွားတဲ့အတွက်ချက်ချင်းထွက်ပြေးရပါရင်ရဲဘေကသူ့ရဲ့အနောက်ကိုလိုက်ပြီးရက်ဖို့တောင်းဆိုပေမဲ့သူ့စနီးနဲ့သားကိုကယ်တင်ရှင်တဲ့ကေဗင်ဟာ လက်လျူရှုခဲ့ပါရီဒါကြောင့်ရဲတွေကသူ့ကိုမလွဲမရှောင်တာပြစ်ခဲ့ရပါရီအဲ့ဒီချိန်ကဲဘင်ကသူ့ရဲ့လီမှာတာဘုံမုတ်ရှိတဲ့ဆွာကိုတတိထားမိခဲ့ပါရီသူကရဲဝေအနောက်မှာကြံခဲ့ပြီးအမိမလိုက်နိုင်တဲ့အထိလီဘာကိုချက်ချင်းဆွဲခဲ့ပါရီနောက်ဆိုတော့ကဲဘင်ကဒရန်ရောက်နေတဲ့အခြေအနေနဲ့ကျုံးမာရောက်ခဲ့ပါရီသူကတေလူနီပါဖြစ်နေခဲ့တဲ့သူ့သားနဲ့ဇနီးကိုနောက်ဆုံးမြင်ခဲ့ရပါရီသူကချက်ချင်းပဲသူ့ဇနီးကိုတောက်ဆရာတကူပေးပါရီသူ့သားကအသက်မရှူတော့ကိုမြင်တဲ့အခါမှာသူက CPR လုပ်ပြီးဖို့စူးစမ်းခဲ့ပါရီ သူ့သားကိုကယ်တင်နိုင်မယ်လို့မျောလင့်ရင်းနဲ့ပါအဲ့ဒီနောက်ကယ်ဗင်ကသူ့ကိုလေးပေါ်ခေါ်လာပါရင်ဒါပေမဲ့ကယ်ဗင်ဟာသူ့စနီးကိုမတင်ဖို့ကြိုးစားနေတော့ပင်ပန်လွန်းတဲ့အတွက်လဲကြပြီးတတိလက်တော့ပါရင်မကြခင်မှာပဲ SAR အဖွဲ့ကသူ့ရဲ့ရဟယင်းနဲ့ရောက်လာခဲ့ပါပြီးလေးမှာ GPS ရှိနေတဲ့အတွက် SAR အဖွဲ့ကအဲ့ဒီတီနီယာကိုချေရခံနိုင်ခဲ့တာပါနောက်ဆုံးမှာတော့ကယ်ဗင်နဲ့သူ့ရဲ့မိသားစုကိုကယ်တင်ပေးနိုင်ခဲ့ပါရင်ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ